ဒါနာနဲ့လည်းနိဗ္ဗာန်ရတဲ့။ဘာကြောင့်နိဗ္ဗာန်ရတယ်လဲတဲ့။ကုလိုလှူတဲ့ဒါနာကကံပြတ်အောင်လှူတာဓမ္မဒါနာဘယ်လိုလှူလဲတဲ့။ယုံနာတွေကိုဖြစ်တာတွေပြက်တာတွေကို တင်ပြီးလှူလိုက်တဲ့ဒါနာကမှအဲ့ဒီဒါနာကချီနှင်းမိတဲ့လိမ့်မယ်။ဒါနာမှုတစ်ခုပြုတ်လိုက်တဲ့။အော်မြင်လိုက်တဲ့ဥစ္စာကလည်းရုပ်ပါလား၊ဓာတ်ကြီးလေးပါပါလား။ ငါအလှကပုဂ္ဂိုလ်ကလည်းယုံနာပါလားငါလှတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားအလှကပုဂ္ဂိုလ်ကလည်းမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားငါလှခြင်းနဲ့ပုဂ္ဂိုလ်လှခြင်းနဲ့စိတ်ကလေးကလည်းခဏဖြစ်ပြီးခဏပြက်ပါလားငါ ငါလှူခြင်းနဲ့ပုပ်ပေါ်ရလဲယုံနံဘာလားမမြဲဘာလားဖြစ်လိုက်ပြက်လိုက်ပြက်လိုက်ဘာလားဆိုအဲ့ဒီနေရာမှာဖြစ်တာပြက်တာကိုယုံနံကိုတင်းလှူလိုက်တဲ့ပညာနဲ့တင်းလှူလိုက်တဲ့ဒါနကနိဗ္ဗာန်ကိုချီနှင်တက်လိမ့်မယ် အဲဒါနာကဘေဒါနာလေတဲ့ဓမ္မဒါနာပြုနိုင်ပြီဘေဒါယုံနာတို့ဤဖြစ်တာပြတ်တာသဘာဝတရားတွေကိုတင်ပြီးတော့အလူကပုပ်ကိုကလည်းပြစ်လိုက်ပြစ်လိုက်ယုံနာပါလားလူပွဲဝှထူကလည်းယုတ်ပါလားငါလူတဲ့ပုပ်ကိုကလည်းယုံနာပါလားပြစ်လိုက်ပြစ်လိုက်ပါလားမမြဲပါပဲလားလို့အဲဒီလိုယုံနာကို ဖြစ်ပြီးပြတ်တာနောက်အတိတ်ကိုမတွေးတော့ဘူးပြစ်စုံပန်းကိုလှူလိုက်တာပဲအဲဒီလို ပြစ်စုံပန်းလှူလိုက်တဲ့ပုပ် ေါ်ကြတော့ဒီဒါနာကဓမ္မဒါနာခေါ်တဲ့အဲ့ဒီဒါနာကနိဗ္ဗာန်ချင်းနဲ့တယ်လိမ့်မယ်တဲ့အင်ကူစီရော်ကြီးတရားများကို나ယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်